အားသာဝါလာရှင်ညီကောင်မတော်များလုံးပဲမင်္ဂလာညနေခင်ပါခင်ဗျာဂျွန်လာ73ရက်နေ့ရဲ့နောက်ဆုံးရအာဆင်ညနေသတင်းလေးပုတ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာဦးစားပေးကြည့်လို့ရှိရင်တော့ပို့ပြီးကျေးဇူးတင်မိပါတယ်ခင်ဗျာ ကယ်ဘရောင်းတင်းတပုတ်ကိုတော့ Cough site ကဖော်ပြထားတဲ့ Benjamin Sesko သတင်းတွေပဲကျွန်တော်တို့တွားလိုက်ရအောင် Cough site ဆိုတဲ့သတင်းဌာနသည် 60ရာခိုင်နှုန်းလောက်ပဲယုံကြည်လို့ရတာဖြစ်တဲ့အတွက်ဒီသတင်းဖြစ်လာတယ်မဖြစ်လာဘူးဆိုတော့ကျွန်တော်တို့စောင့်ကြည့်သွားမှာပေါ့လေဒါပေမဲ့နောက်ဆုံးရအခြေအနေကိုကျွန်တော်ညီကိုတို့သိသိကျင်တာဖြစ်တဲ့အတွက်ဒါကိုသတင်းတစ်ပုဒ်ဖြစ်ဦးစားပေးပြီးတင်ဆက်ထားပါတယ်ခေါ်ဆိုင်ကအရေးသားရဆိုရင်တော့ဘက်ဂျမင်ဆက်စကိုအတွက်အာဆင်နယ်အသင်းတာဝန်ရှိနေတဲ့လစ်ဗစ်အသင်းတာဝန်ရှိသူတွေကြားထဲမှာတွေးဆောင်ဆွေးနွေးမှုတွေကိုယာယီခဏရပ်တန့်ထားတယ်စာချုပ်ဖြတ်သိမ်းရေးပေါင်း65တန်း UR ဖြစ်ဆိုရင်89တန်းရမှဒီကစားမောက်လက်လွတ်မယ်ဆိုတော့ RP လစ်ဗစ်အသင်းရဲ့ ဆန္ဒကြောင့်ဒါတွေကိုခဏရပ်တန့်ထားတယ်ကြာတိရပါဘို့လေအော်အာဆင်နယ်အသင်းဘက်ကတော့လာမယ့်ဂျွန်လ15ရက်နေ့နောက်ဆုံးထားပြီးတော့လစ်ဆက်စီကနေအပြေတည်ခြင်းနဲ့သူတို့ကပြောင်းချွေခြင်းမလျှော့ပြီးရင်တော့အခြားပြစ်မှတ်တွေကိုပြောင်းလဲပြီး ရှာဖွေသွားဖို့ရှိရဆိုပြီးတော့ call site ကဖော်ပြထားတယ်။အဲဒါဆို call site ရဲ့အရေးသားရဆိုလို့ရှိရင်တော့မင်းတို့ဈေးလျှော့ရင်လျှော့မလျှော့လို့ရှိရင်ငါတို့ Sasco ကိုမခေါ်တော့ဘူးအခြားပြမှတ်တွေပဲလှည့်လိုက်တော့မှဆိုပုံတမျိုးအာဆင်နဲ့ကယာစားတန်ပေးထားလို့ကြားသိရပါလို့။ဒါပေမဲ့အာဆင်နဲ့အဲ့လောက်ထိပြတ်သားပါမလား။ဘာလို့နံပါတ်၁ချက်ဈေးကွက်ထဲမှာကစားသမားအထူးသဖြင့်တိုက်စစ်ကစားသမားရှာပါတဲ့အနေထားနောက်တစ်ချက်ကအာရီတာပေါင်းဘုံဖွဲ့တွေအကြိုက်ဆုံးပလေယာဖြစ်တဲ့နောက်တစ်ချက်ကကစားသမားကိုယ်တိုင်ကအာဆင်နဲ့လာချင်တာဖြစ်ပြီးတော့ နောက်ဆုံးတစ်ချက်ကတော့ကစားသမားရဲ့ AG ကလန်ဒန်မှာလာပြီးဆွေးနွေးခဲ့ဦးတဲ့အနေအထားကြီးကြောင်း15ရက်နေ့ဆိုတော့အရန်ကတ်တယ်ပြီးတော့ဗျာအခု transfer က16ရက်နေ့ကျမှပြန်ဖွင့်မယ်အနေအထားဒါကြောင့်မို့လက်ရှိ cop site ကရတဲ့15ရက်နေ့မတိုင်မီအပြေမပြီးရင်ဈေးမလျှော့ပြီးရင်ဒီကစားသမားကိုအာဆင်နယ်လက်လွတ်လိုက်မယ်ဆိုတဲ့ကိစ္စကတော့ဖြစ်နိုင်ကြီးတော့နေတယ်ဒါပေမဲ့နောက်ဆုံးရသတင်းအဖြစ်ကျွန်တော်ညီကိုတွေကိုတင်ဆက်ပေးတာပါဒီနေရာမှာတစ်ဆက်တည်းပေါ်ပြချင်တာက bitter yogurt နဲ့ပတ်သက်ပြီးတော့ဒါမနှခင်းအောင်မနေ့ကညပိုင်းမှာကန်လန့်မှုတွေလုပ်ခဲ့တဲ့ဟိုဘက်ကချက်ချင်းပယ်ချခဲ့ဆိုတဲ့ကိစ္စတွေကပေါ် တူဂီဘက်ကလာတဲ့သတင်းရင်းမြစ်တွေအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ရိုမာနိုတို့အွန်စတင်တို့ကျွန်တော်ထောက်လျှောက်ထိုင်ကြည့်အဲ့မှာဘာတွေ့ရလဲဆိုတော့ရိုမာနိုကတော့တင်လိုက်တာတခုရှိတယ်သူကတော့ဒီပီတာယောဂရက်ရဲ့ပြောစကားတချို့တင်လိုက်တာအဲ့ဒါကပီတာယောဂရက်ကဒီစပိုတင်ဥက္ကဋ္ဌရဲ့စကားကိုမူတည်ပြီးတော့သူကပြန်ပြီးမီဒီယာထက်ကနေပြန်ပြောထားပါဗောလေအဲ့လောလောဆယ်မှာကျွန်တော်ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့ပြောဆိုနေရတဲ့ အားလုံးကအများကြီးမှန်ကန်နေတဲ့အရာတော့မဟုတ်ပါဘူးတင့်တော်တဲ့အချိန်ကျရင်ကျွန်တော်ကိုယ်တိုင်ကျွန်တော်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးပြောပါမယ်ဆိုပြီးတော့ပြောသွားခဲ့တယ်ဒါ ው တော့ရိုမာနိုကတင်ထားခဲ့တယ်အဲ့တော့ရိုမာနိုကအခုထွက်တဲ့သတင်းတွေဥက္ကရာရဲ့စကားကြီးနဲ့ပတ်သက်ပြီးတော့ကစားသမားဘက်ကသူပို့ပြီးယုံနေဆွဲသူမျိုးစကား ကစားသမားရဲ့စကားကိုပဲတင်ပေးထားခဲ့တယ်။အဲ့တော့ဗီတာယောဂရက်ရဲ့ဘက်ကမှန်လားဥက္ကဋ္ဌဘက်ကမှန်လားဆိုတော့အချိန်တစ်ခုကြာကျွန်တော်စောင့်ကြည့်ရမယ်။တေချာတို့ကတော့ Sporting Go Lipset Go ကသူတို့မှရှိတဲ့ကစားသမားရဲ့ပတ်သက်ပြီးနောက်ဆုံးအချိန်ထိရသလောက်ငွေခတ်မဲ့အနေထားမှာရှိတယ်။အဲ့တော့လိုချင်တဲ့အသင်းတွေ ကစားသမားလည်းပြောင်းကျင်တဲ့အခါမှာဂျာထဲမှာတော့အေဂျင့်တွေကပို့ပြီးအလုတ်ရှုပ်တဲ့အနေထားပေါ့လေအဲ့တော့ဒီအနေထားကိုကြည့်လိုက်မယ်ဆိုရင်တော့အာဆင်နယ်ရဲ့ကံလတ်မှုမှန်ကန်ခဲ့လားမမှန်ကန်ခဲ့လားဆိုတာတော့နောက်ဆုံးရသတင်းတချို့ရဆို record portuguese ဘက်ကလာတဲ့တချို့သတင်းထောက်တွေရဲ့စကားရဆိုလို့ရှိရင်တော့ဒါက internet ထဲမှာတွဲဆုံစကားပြောတဲ့အစီအမဲတရားဝင်ကမ်းလှမှုမလုပ်ခဲ့ပါဘူးဆိုပြီးတော့ကြားသိရတယ်။အဲ့တော့ထုံးစံတိုင်းပဲလေကျွန်တော်မနေ့ကလည်းပြောခဲ့ပါဗါတယ်။ပေါ်တူဂီဘက်ကလာတဲ့သတင်းတွေက marketing ကိုပို့ပြီးအခြေခံကြတာများတဲ့ဖြစ်တဲ့အတွက် ဒီကိစ္စလည်းဖြစ်ချင်မှဖြစ်လာမယ်အနေထားပါကဲနောက်ထပ်သတင်းတစ်ပုဒ်ကြုံသွားလိုက်အောင်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဝမ်းသာစရာသတင်းပေါ့လေအဲ့ဒါတော့ကျွန်တော်တို့ခန်းစစ်ကြောက်ဆောင်ရင်ဂေးပြီးမကားရေးတယောက်တော့ဒဏ်ရာနေတော်တော်လေးပြန်ပြီးတက်တာလာခဲ့ပါပြီသူ့ရဲ့ဒဏ်ရာပြန်လည်တက်တာလာမှုနဲ့ပတ်သက်ပြီးတော့သူကစကားပြောဆိုထားတာကိုကျွန်တော်ပြန်ပြီးဘာသာပြန်ပြီးတင်ဆက်ပေးပါမယ်ကျွန်တော်ရဲ့ဒဏ်ရာက3လလောက်အချိန်ယူပြီးကုသရမှာပါဒါပေမဲ့2လကကုန်ဆုံးသွားခဲ့ပြီ ကျွန်တော်ကွင်းအတွင်းမှာအခုဆိုရင်ပြေးလွှားနိုင်နေပါပြီ။ရာသီကြိုးပြင်ဆင်မှုတွေအတွက်ကျွန်တော်အဆင်သင့်ဖြစ်နေပါပြီဆိုပြီးပြောသွားခဲ့တယ်။အခုဆိုဗျာကျွန်တော်တို့ကဒီရှစ်လပိုင်းလာဝက်လောက်ကြမှာပဲဘောလုံးပွဲတွေပြန်ဆမှာဖြစ်တဲ့အတွက်ကေရီယာမကာကြီးကဒီရာသီကြိုးပွဲစဉ်တွေမှာမပါနိုင်ခဲ့ဘူးဆိုလို့ရှိရင်တော့မှပြီးမြတ်လိပွဲစဉ်တက်ကနေစပြီးသူကန်လို့ရသွားပြီ။ဒီနေ့ထားအာဆင်နယ်ဖန်တီတွက်ဆိုတကယ်ဝမ်းသာစရာပဲ။ကျွန်တော်တို့မှဂျက်ကူကီရောဘလောက်ကြီးကောင်းပါတယ်ပြီးပြောဆာလီဘာကေရီယာမကာကြီး ခံစစ်အထိုင်ရောက်တော့ကျွန်တော်သိပြီ confidence မရှိဘူးဒါကတပိုင်းပေါ့လေအဲ့တော့2025 2026ဘောလုံးရာသီအစမှာဒီကောင်မှပြင်ပြီးပါလာနိုင်ဖို့ရှိသူလက်ရှိချိန်မှာလည်းမနာမနေပြေးလွှားနိုင်နေပြီဆိုပြီးတော့တင်းကောင်းပါလိုက်တယ်တကယ်မှတကောက်ကျောထန်အနေခက်မြန်မြန်ပြန်လာနိုင်တယ်လို့ပြောလို့ရတယ်2029ခုနှစ်ထိပူပူလင်းလင်းတက်တန်းတိုးထားခဲ့တဲ့ကျွန်တော်တို့ဘရာဇီးလားကြီးစစ်ကတော့ဒါအသင်းကိုအခုလိုမျိုးတင်းစကားပေးလာခဲ့ပေါ့လေရိုဒီโกလိုချင်လားဘာညာအင်တာဗျူးတချို့မှာမေးတာကျွန်တော်တွေ့ပါတယ်အဲ့ဒီမှာလည်းသူက သူတယောက်တည်းရဲ့ authority အရခေါ်ရမယ်ဆိုရင်တော့ Rodrigo ကိုသူရအောင်ဆွဲခေါ်လာခဲ့မယ်ဆိုပြီးတော့ဟောပြောထားခဲ့ပေါ့လေဒါပေမဲ့ Rodrigo ကိစ္စကလည်းသိရတဲ့အတိုင်းပဲ Real ပို့ပြီးအားသာနေတဲ့အတွက် Arsenal ရောက်လာနေကြောနေတယ်အဲကြောင့် Gabriel Magai ကြောင့်လည်းပဲဆက်ပြောလိုက်အောင် Gabriel Magai က Enasa အသင်းရဲ့တနစ်ကို Euro တန်း20တန်းလောက်ခလာစာ package ကိုညင်းပယ်ပြီးတော့ Arsenal မှာဆက်နေခဲ့တာဟိုတချို့ report တွေကဆိုရင်တော့ပေါင်3သိန်းခွဲနဲ့2သိန်းကျရမယ်လို့ကြားသိရတယ်အတိကျတော့တရင်ကမထွက်သေးဘူးပြသူရဲ့လာစာအဟောင်းကတော့တပတ်ပေါင်3သိန်းရနေခဲ့တာပေါ့လေအဲဆို29နှစ်ရဲ့ ဘရာဇီးသားကတော့ဒီယာတီမာအာဆင်နယ်အသင်းမှာသူရောက်လာပြီးတဲ့ကအင်ဂျူရီအများဆုံးယာတီလို့ပြောလို့ရတယ်။အာဆင်နယ်အသင်းကိုသူရောက်လာပြီးတဲ့ကလက်ရှိအချိန်ဒီပွဲပေါင်း230ကစားထားတယ်။ဘိုဟိုခက်စစ်ကစားမှတဦးဆိုပေမဲ့လည်းဂိုး20သွင်းပြီးတော့ငါလုံးဖိန်ထားတယ်။အဝါကတ်26ကတ်နဲ့နှစ်ဝါတနီးနှစ်ချိန်ထိထားခဲ့ပါလေ။ဂိမ်းမီနစ်ကတော့1800အထိ ဒါသူကစားပြီးွားပြီတချိန်တော့လိုင်းလီသေးစီမှာဆိုရင်တော့52ပွဲကစားဒါ2ကိုးသွင်းခဲ့တယ်။သူတချိန်တော့ဒါ Ever FC လားအမှဆော့တော့ကလည်းသူ39မှာ2ကိုးသွင်းတာအဲ့တော့သူရောက်လျာကလတ်တင်းနဲ့မှာ5သွင်းနိုင်တဲ့ဘောဟိုခန်စစ်ကစားမှတူအဖြစ်ရှိနေတယ်။ဟိုတနေ့က score 90ရေပေါ်ပြထားတဲ့ဥရောပတော့ကဘာအဆင့်ဘောဟိုခန်စစ်ကစားသမား9ဦးထဲမှာဆိုလို့ရှိရင်ဒီကစားမရောစာလီဘာရောပါဝင်လာခဲ့ပါတယ်။ တတိယမြောက်သတင်းတပုတ်ကတော့ဒါ Sunspot ရဲ့သတင်းထောက် Jordan Davies ပေါ်ပြထားပါလေဒါကတော့ Fabio B ရဲ့အနေနဲ့ပတ်သက်တဲ့သတင်းမှာ Arsenal တင်းအယောင်စင်တင်တဲ့ကစားသမားတွေမှာဆို Fabio B ရဲ့က50 50အနေထားပဲအာဒါကဆက်ထားခြင်းတို့လို့ရောင်းခြင်းတို့ရောင်းမဲ့ဆိုလဲဈေးကောင်းမရရင်ဆက်ထားဖို့ပဲရွေးချယ်တဲ့ Talent မြင့်ပေါ်တူဂီသားဖြစ်သူကသတ်မှတ်ထားပါလေလက်ရှိအချိန်မှာတော့ဒီကစားသမား Arsenal ကိုပြောင်းပြောင်းသေးဘူးသူက June 30မှာပြောင်းမှာဖြစ်တဲ့အတွက်အခု Porto အသင်းနဲ့အတူတူ Club World Cup ဝင်ပြီးကစားမှာ အဲ့လူစင်းထဲမှာမှာဆရာသမားကပါသေးတယ်အဲ့တော့ဒီလာကုံမှာအတင်းနဲ့ပြင်ပူပေါ့မယ်လောလောဆယ်ပေါ်တိုတင်းကဖေဘီယိုဘီယာကိုကြိုက်တယ် ဒါပေမဲ့သူတို့ကအငှားပဲခေါ်ကျင်တယ်ကစားသမားကိုအပီးသက်ဝေကွင်းလောက်ထိသူတို့မတက်နိုင်ဘူးဆိုပြီးတော့အာဆင်နီကိုအကြောင်းပြန်ထားတယ်အာဆင်နီကလည်းရှင်းတယ်အငှားတော့လုံးဝမချတော့ဘူးဒီကစားသမားကိုသူတို့ရောင်းချဖို့ပဲပြင်ဆင်သွားလို့မယ်ဆိုပြီးတော့အကြောင်းပြန်လိုက်တယ်အဲ့တော့အာဆင်နီအသင်းရဲ့အယောင်းစင်းတင်မဲ့ကစားသမားကြီးတွေမှာဒီကစားသမားပါလာနေလို့ရာသီကြိုးပွဲစဉ်တချို့မှာလည်းဖေဗီယိုဘီယာကိုအသင်းရဲ့လူစင်းကနေထုတ်ပယ်သွားဖို့ရှေ့ဆိုပြီးတရင်တက်နေအယောင်းစင်းတင်ဖို့အတွက်ပေါ့လေအဲ့တော့ transfer market မှာတော့ယူ22တန်းပဲတန်ကြီးရှိရတယ်တချို့တော့ဒီကစားသမားကိုကျွန်တော်တို့ခေါ်ခင်တော့ယူ 35တန်းတော့မှ2022ခုနှစ်ကပေါ်တိုသင်းစံနေ invest လုပ်ခဲ့တာဟိုပေါ်တိုကဒီစားမောင်းကိုရောင်းလိုက်တဲ့တန်ကြီးအရင်ပဲပြန်ပြီးပေးဆိုပြီးအာဆင်နီကရောင်းနေတော့မှပေါ်တိုကအခုပြန်ပြီးမခေါ်နိုင်တဲ့ budget အနေထားဖြစ်နေခဲ့ပေါ့လေသူတို့ကတော့ဒီစားမောင်းရဲ့ quality ကိုကြိုက်ပြီမဲ့လေအငားပဲခေါ်ခြင်းလို့ကြားသိရတယ်24ရက်နေ့ရဲ့ပေါ်တူဂီသားတော့အာဆင်နီနဲ့2029ခုနှစ်ထိတော့တက်တန်းရှိတယ်ဒါပေမဲ့ဒီຫນွေနဲ့လာမယ့်ຫນွေမှာမရောင်းနိုင်တော့အလွတ်နဲ့လက်လွတ်သွားဖို့ရှိတယ်ဘာကြောင့် အာဆင်နယ်အသင်းမှာဖေဗီယိုဘေးရဖေးလဲဆိုတော့သူကငယ်ရွယ်နဲ့အာဆင်နယ်တိစီကိုရောက်လာတာတကြောင်လုံလောက်တဲ့ဂိမ်းတိုင်းမိနစ်မရှိတာတကြောင်အင်္ဂလိပ်ကစားဟန်နဲ့ချက်ချင်းအသားမကျနိုင်သေးတာတကြောင်ကြောင်တချို့ပိုင်းဒီမှာလည်းဒဏ်ရာပြတ်တနိုင်တဲ့ရုံးကန်တချောင်းချောင်းအာဆင်နယ်တင်းရဒီကောင်မောင်အငားတွေပြန်ချတယ်အခုဆိုရင်လည်းဝယ်လက်ရှာတဲ့နေထားပေါ့လေအသင်းမှာနေရပေးအောင်လဲသူ့ရဲ့ဒီအတက်ကင်မဖီမှာဆော့တဲ့ကစားသမားတွေကမာဒီအိုဒီကတ်ရှိလို့အီတန်ဝန်ဒလီလည်းရှိတယ်အခုထပ်ပြီးတော့အသင်းကြီးကိုရောက်လာမဲ့ မတိုမနိုလို player လေးလည်းရှိသေးတယ်။ဒီ data က Fabio Vieira ကို Aita ပြန်ပြီးအသုံးပြုခြင်းပဲလုံလောက်တဲ့ game minute ပေးနိုင်ပါမလားဆိုတဲ့အချက်ပေါ့လေ။အဲလိုဆိုဒီကစားမောင်းတော့ Arsenal ရောင်းချသွားနိုင်ချေရှိရဆိုပြီးတော့ Sunspot ရဲ့သတင်းထောက် Jordan Davis ကဖော်ပြထားပါဗျ။ ဒီ season လေးကိုဒီကောက်ကညီပောင်းပြီးတဲ့ရှူဘောလုံး online အကြုံလဲကျေးဇူးတင်ပါတယ်အမဆုံးမစွန်းတော့ Viber ဖုန်းနံပါတ်ညောင်း6939ကို6သလုံး2ခုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် iPad ကိုကျကို Sport အနေနဲ့5သလုံးမဲ့ Sport တန်းစုံလို့စော့ကျင်နေဆိုတော့ရှူဘောလုံးမှာလာပြီးစားဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ကိုယ်တိုင်ကြညာပြီးတော့ကျွန်တော်ကိုယ်တိုင်အာမခံထားတာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစွာလာပြီးကစားလို့ရပါတယ်အခုလိုဘောလုံးပွဲနားတဲ့ချိန်မှာလဲရုံရုံကြည်ကြည်နဲ့ကြညာအပ်ထားတဲ့ရှူဘောလုံးကိုလဲကျေးဇူးတင်ပါတယ်ခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့တန်ကြီးအမြင့်ဆုံးအမျိုးသမီးဘောလုံးလောကရဲ့ပလေယာ စေယောင်းနဲ့ပတ်သက်ပြီးဖော်ပြပြတော့မှာပါ။နံပါတ်10နေရာမှာတော့အာဆင်နယ်အသင်းကိုလာပြီးတော့အငှားလာဆော့ခဲ့တဲ့မန်စီးတီးအသင်းရဲ့ player ဖြစ်တဲ့ Kelly ။သူကတော့ဒီຫນွေဈေးကွက်ဆိုရင် free agent ဖြစ်ပြီးအာဆင်နယ်စီပဲပြန်လာဖို့များတယ်။အလွန်ကျူးအောင်ပွဲခံရခဲ့တာဒီ Champions League ရတော့မှာပေါ့လေ။သူကတော့ယူ5သိန်းဈေးကွက်တန်ကြီးပေါက်တယ် နံပါတ်6နေရာမှာတော့ဒါ Chelsea တင်းရဲ့ James က UO 8သိန်းပဲနံပါတ်8နေရာမှာတော့ Manchester City တင်းရဲ့ Shaw က8သိန်း2500နံပါတ်9နေရာက Ramirez နံပါတ်6နေရာက William San အဲ့နှစ်ယောက်ကတော့ UO 8သိန်း5000နဲ့ဒါရှိနေပြီးတော့နံပါတ်9နေရာမှာတော့ဒါ Manchester United ရဲ့ Tony က8သိန်း9500နံပါတ်6နေရာမှာတော့ Gima နဲ့တွေ့ Chelsea ကသူကတော့ UO 7သိန်းရှိပြီးတော့နံပါတ်3နေရာမှာတော့ Man City ရဲ့ Half က ဒါ83,500ရှိရဲဈေးကွက်ပေါက်ကြီးပေါ့လေအမျိုးသမီးအသင်းဘောလုံးလောကမှာဒါဒီကတော့မြင်မာတဲ့ပေါက်ကြီးလို့ပြောလို့ရတယ်နံပါတ်1ညမှာတော့မာရီယိုနာကေဒန်တီကတော့ယူရိုတသန်းထိရှိရဲမာရီယိုနာကေဒန်တီကိုကျွန်တော်တို့ဘာစီလိုနာရခဲ့တာက free နဲ့ရခဲ့တာအခုဆိုရင်ဈေးကွက်တန်ကြီးကတသန်းရှိတယ်နံပါတ်1ညမှာတော့ကျွန်တော်ရဲ့အချစ်ဆုံးကျွန်တော်ရဲ့ရူဆိုကတော့ဒါ ဈေးကွက်တန်ကြီး U 1.1မီလီယံနဲ့လက်ရှိဘောလုံးလောက်ကမှာအမြင့်ဆုံးပေါက်ကြီးဖြစ်ရှိနေပါတယ်။တို့ကအသက်အရွယ်ပိုင်းနဲ့ရောစွမ်းဆောင်ရည်အရာရောရရှိခဲ့တဲ့ဒီတဦးချင်းစုဖလားတွေအရာရောတို့တွက်ချက်ထားခဲ့တာဗောလေ။အဲ့တော့ဒီရူဆိုကတော့လက်ရှိအမျိုးသမီးဘောလုံးလောက်ကမှာဈေးကွက်တန်ကြီးမှာဆိုလို့ရှိရင်တော့အမြင့်ဆုံးတန်ကြီးအဖြစ်သတ်မှတ်ထားပါတယ်ရူဆိုကိုကျွန်တော်တို့ရလိုက်တာကလည်း free နဲ့ပဲရလိုက်တာအမှန်တော့ united ကရူဆိုနဲ့ပတ်သက်ပြီးတော့ဒီ9သိန်း ယူ9သိန်းလို့ယူ9သိန်းလို့လို့ကန့်လန့်မှုမျိုးသူတို့ရခဲ့တယ်အာဆင်နယ်စီကဒါပေမဲ့စာယူတစ်နှစ်ကြံတဲ့ဟိုကသူတို့ကငင်းပယ်ခဲ့တယ်ကစားသမားကိုတက်တန်းတို့ဖို့ကြိုးစားတယ်ဒါပေမဲ့ကစားသမားရဲ့ decision ကလည်းခိုင်ပါတယ်အာဆင်နယ်စီကိုအလွတ်နဲ့ထွက်လာခဲ့မယ်ဆိုပြီးဂတိကူကိုပြုထားပြီးတော့ United နဲ့လည်းစာချုပ်ကိုဟောအာဆင်နယ်စီပြောင်းလာခဲ့တာကျွန်တော် Russo ကိုချစ်တယ်ဆိုတာအဲ့ဒါကြီးအများကြီးပါတယ်ခိုင်ကြရင်ကစားသမားတူကိုကျွန်တော်ပြောင်းရွှေ့ကြည့်လေးအများကြီးခေါ်လိုက်ရတာဆိုင်ရင် free နဲ့ main node ဖြစ်နေလို့လာပြီးဆော့ရဲဆိုတော့ player မျိုးတွေကိုကျွန်တော်ပို့ပြီးသဘောကျတယ်။ကဲအဆုံးထိကြည့်ရတဲ့လဲ အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာသတင်းတွေကတော့နောက်ဆုံးရဒါပဲဗျဈေးကွက်ကလည်း16နှစ်မှပြင်ဖွင့်အောင်ဖြစ်တဲ့အတွက်ဒီရက်ပိုင်းတော့ဒီလိုသတင်းလေးပဲနားထောင်ပြီးဖို့အားလုံးကိုလည်းတောင်းဆိုပါရစေ